်တာပါရှင်ကျမခေခိုင်းပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်ရခိုင်တက်တော် AA ကရခိုင်ပြည်နယ်ပဲခူးတိုင်းမကွေးတိုင်းအေဝဒီတိုင်းတို့မှာဖြစ်ပေါ်တဲ့တိုက်ပွဲအတွင်းအလံဖြူလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ80ကျော်ရှိတယ်လို့ AA ကနှဝင်ပါလစစ်တရဲနေမှာထုတ်ပြန်ပါတယ် ။နဝေမာလာ၈ကို30ရက်တွင်မှကပါစ76အနေတိုက်ပွဲတွေအတွင်မှစကခ30လက်အောက်ခံခမရ36တင်းနဲ့ခမရ363တင်းရင်းတွေကတပ်သား၁၆၀ပဲခူးတိုင်းပထောင်မျိုးနဲ့ညောင်ကျိုးကြော့အနေကတိုက်ပွဲတွေမှာအလန့်ဖြူထောင်ကတက်ပြဲပြီးတော့လက်ရဖန်စီရာမီသူ၁၀ယောက်ရှိခဲ့ပါတယ်။ ။နဝင်ဘာလ9ရက်နေ့မှာလည်းပဲခူးတိုင်းပတောင်းမြို့နယ်ကပ္ပစ16အနီးရင်ဆိုင်တိုက်ပွဲတွေအတွင်မှာခမရ363တရင်ကစကားစတပ်ဖွဲ့ဝင်၄ယောက်ကိုလက်ရဖမ်းဆီးရမင်းခဲ့တယ်လို့နေရီကန်ဘူဟာကုံတိုက်ပွဲမှာလည်းဒုတက်ချက်မြို့မင်းထွန်းဟာ AAC အလင်းဝင်ရောက်ခဲ့ပါတယ်။ အောက်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းအေရာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေမျက်နှာမြို့နယ်တွေမှာဖြစ်ပေါ်တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကထွက်ပြေးလာပြီးအရခတက်တော်စီဖန်စီခံရသူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်တင်မှာပါရှိပါရရှင်။ မန္တလေးတိုင်းပြည်ဥလွင်မြို့နယ်ရက်ွက်ကြီး၃မန္တလေးလာရှိုသောကာလန်ဘေကနိုင်စဉ်အနှင်းဖွင့်ထားတဲ့အောင်စပေစိန်ရွှေရတနာဆိုင်မှာနမွေမာလာစနေရက်နေ့ဒီကနေ့မနက်ကဓမြတိုက်မှုဖြစ်ပေါ်ခဲ့ပြီးဆိုင်လုံကျုံရဲဝန်ထမ်းတယောက်သေဆုံးကဓမြတိုက်သူတယောက်ကိုဖမ်းဆီးရမင်းခဲ့တယ်လို့မြို့ခန့်တွေစီကသိရပါတယ်။ ဒီကနေ့မနက်၈နာရီခွဲက Honda Fit Cycle နဲ့ရောက်လာတဲ့အမည်မသိအမျိုးသားနှစ်ယောက်ကရွှေစားအတွင်းကုန်ဝင်လာကတနက်ပြစ်ဖောက်ပြီးဓမြတိုက်တာကြောင့်ဆိုင်ဝလုံးကျုံရင်ဝင်ထဲတယောက်တေဆုံးကရွှေတွေကိုယူတော့တာပါလို့မြို့ခင်ကပြောပါတယ်တနေ့ပြုတ်ခတ်ခံရလို့ဆိုင်လုံးကျုံရဲ့ဝန်ထမ်းဥစဉ်ဝင်းတေဆုံးပြီးဆိုင်အမျိုးသမီးဝန်ထမ်းတယောက်ထရာရရှိခဲကဆေးရုံတင်ထားရပြီးတော့ဖန်းစီရမင်းသူကိုစစ်ဆင်းနေလို့အုတ်ချုပ်ရင်းနဲ့နှိမ့်ဆက်တဲ့တဲ့ရင်မြင့်ကပြောပါရီး ဖန်ဆင်းရမင်းသူမှာချမ်းမြတာစီမျိုးနဲ့ကအသက်30အရွယ်အောင်မျိုးနိုင်ဖြစ်ပြီးကြောက်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ကနဦးသိရပါတယ်။လက်တလုံးမှာဖန်ဆင်းရမင်းသူကိုစစ်ကောင်စီလက်အောက်ခံပြည်ဦးလွင်မျိုးမှာရဲစခန်းကစစ်ဆင်းနေပြီးလွမြောက်တော်သူကိုတော့စစ်တပ်နဲ့ရဲတွေကပိတ်ဆို့ရှာဖွေနေကြပါတယ်ရှင်။မြန်မာစစ်ကောင်မရှင်တပ်ဟာတရုတ်နိုင်ငံထုတ်အလက်စာတေယူပို့ဆောင်ရေးလေယာဉ် Y-8 နှစ်ဆင်းနဲ့ မြန်မာနိုင်ငံမှာမရှိသေးတဲ့ရုရှားထုတ် MI-38 ရဟင်3စီးစုစုပေါင်း5စင်းကိုအသစ်ထုတ်ပြလာပါတယ်။နိုဝင်ဘာ9ရက်နေ့ကနေပြည်တော်လီတက်စကန်မှာအဲ့ဒီလေရင်နဲ့ရဟင်5စီးကိုတက်တော်ဝင်ခဲ့တာဖြစ်ပြီးအာဏာသိမ်းစစ်ကောင်ဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။စစ်ကောင်မရှင်တက်ကကွန်ကြားစရိတ်တက်တာတဲ့ Giant Copter Paramotory Drone တွေနဲ့ဘုံကျဲလို့ရပြီမဲ့ဘာကြောင့်လေတပ်အင်အားကိုဖြည့်သိမ်းနေရလဲဆိုတာကိုကိုစီရကအခုလိုပြောပြပါဗျာ။ ဒီတိုက်ခိုက်ရေးမှာ drone တွေအရင်အသုံးလာတာအောင်မြင်တယ်ဆိုပေမဲ့လည်းဒီရိတ်ခါပို့ဆောင်ရေးတွေလူအရွှေပြောင်းနေမှာ drone တွေနဲ့လုပ်လို့မရဘူးဒီလင်းနေနဲ့လုပ်ရတာပေါ့နော်ဒီပြီးခဲ့တဲ့တက်တုံညာနှစ်ခွန်မှာတက်ကလုံးဝပြက်လို့နေပါဖြစ်တယ်ကြလို့နေပါတချို့မြို့တွေလုံးဝကြတော့မဲ့အခြေတချို့စကန်းတွေရိတ်ခါခဲရန်မပို့နိုင်ကြတော့မဲ့ဆိုတဲ့အခြေအနေတွေမှာဒီလင်းရင်တွေချောင်းမဲ့တို့အသက်ဆက်နိုင်ခဲ့တာပေါ့နော်ဒါကြောင့်မလို့သူတို့ကလေတက်ကိုလေတက်ခဲအားသာချက်ကိုသူတို့တည်တယ်တည်တဲ့အတွက်လေတက်ကိုပို့ပြီးတော့ဟိုပိုင်းအင်အားဖြည့်တာပါဗောနော် အခုဆိုရင် အသစ်ဖြည့်သင်းလိုက်တဲ့ Y8F200W နဲ့ MI38 တွေကဘလို့အသုံးဝင်နိုင်တာပါလဲ Y8 တေယူပို့ဆောင်ရေးလေယာဉ်ကိုတော့တရုတ်နိုင်ငံကထုတ်လုပ်ပြီးလေယာဉ်ပြေးလည်ကောက်ကောက်မရှိတဲ့နေရာတွေမှာပါစင်းသက်ပြန်တန်းနိုင်ပါတယ်အင်ဂျင်လေးလုံးတက်လေယာဉ်ဖြစ်ပြီးတော့ပြင်းပြအားဖြင့်တနအီကို950ကီလိုမီတာကုန်လေးချိန်20တန်ဝန်းကျင်နဲ့စစ်သားအနေနဲ့ဆိုရင်တော့အယောက်100ကျော်အထိတင်ဆောင်နိုင်ပါတယ် မြို့ခွဲပေါင်း30နီးပါးရှိတဲ့180ဟာလုံခြုံစိတ်ချရမှုအပိုင်းမှာအားနည်းချက်တွေရှိတယ်လို့နိုင်ငံတကာလေကြောင်းကြွမ်းကျင်သူတွေကဝေဖန်ထားသလို2018ခုနှစ်မှာဒဇင်းပြက်ကျ2019နဲ့2024ခုနှစ်တွေမှာပြေးလန်းချော်တဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်။တန်ဖိုးအနေနဲ့ကတော့180ဒဇင်းကို American Dollar 10တန်းကနေတန်း40အတွင်းရှိနိုင်ပြီးရုရှားနိုင်ငံထုတ် MI 38သုံးဇင်းပေါင်းတန်ဖိုးကတော့ယူရိုတန်း60ဝန်းကျင် ဖြစ်တယ်လို့သိရပါတယ်။ အမိုင်တတိအိတ်ကတော့မြန်မာစစ်တပ်မှာမရှိသေးဘဲအခုမှပထမဆုံးရောက်လာတဲ့ရဟန်းရင်တွေဖြစ်ကအကြမ်းဖျင်းအနေနဲ့ဆိုရင်အမိုင်ဆမ်တင်းထက်နှစ်ဆပိုပြီးတော့တည်ယူပြန်တန်းနိုင်တဲ့အကြောင်းစီဒီအန်အရာရှိတွေကပြောကြပါတယ်နောက်တစ်ခုကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီလူဥကာလာမှာပေါ့နော်ပြစ်ချနိုင်ခဲ့တဲ့ရဟယင်းနေလေးနေအစည်း20လောက်မှာယာနှုံးအဖြစ်ဆိုရင်ဒီတည်ယူပို့ဆောင်ရေးဒီဒီပြက်ကြသွားတဲ့ယာနှုံးကလည်းထက်ဝက်လောက်ရှိတယ် အဲ့တော့သူတို့အလင်းစလုံးလိုနေတာအခုနောက်ပိုင်းမှာဒီဒီတိမ်ဖို့ဆောင်ရေးပေါ့နော် transportation ကဏ္ဍအဲ့ပြီးရင်သူတို့အခုနောက်ပိုင်းပေါ့နော်စစ်တီတွေညီးသွားလေရှိတဲ့ချင်းညာတော်ကြီးနဲ့သွားရတယ်ဟိုရွှေဒီရွှေရတယ်ရိတ်ခါတွေထမ်းရတယ်ခဲရန်တွေထမ်းရတယ်ဆိုတော့အနေထားသူတို့တိုက်ဆက်ကိုအဟံအတားဖြစ်စီတယ်ဒါကြောင့်သူတို့ဒီတယ်ယူဖို့ဆောင်ရေးပေါ့နော်တယ်ယူဖို့ဆောင်ရေးဟာကိုသူတို့ညံညံဆန်းဆန်းလှုပ်ချင်တဲ့သဘောမြန်မာနိုင်ငံအနှံ့ကတချို့နေရာတွေမှာ PDF နဲ့တိုင်းသားလက်နက်ကင်တွေကပိတ်ဆို့ထားစဲမျိုးတွေရှိတာကြောင့် အာနာသိန်းစစ်တပ်ကသူတို့အတွက်အသာစီးရမယ်လေရင်တွေကိုဖြစ်တင်းနေတာလို့ MDS ဆိုင်ရဲ့တာဝန်ရှိသူကလည်းထောက်ပြပါဗါးအခုလိုမျိုးစစ်တပ်ကလေကြောင်းအင်အားဖြစ်တင်းနေချိန်တော်လိုင်းတက်တီဘက်ကလေကြောင်းရန်ကိုမကာကွယ်နိုင်သေးတဲ့အာဏာချက်ကြောင့်ထိန်းချုပ်ထားတဲ့မျိုးတွေကိုရေရှည်ဆက်ပြီးထိန်းဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်တဲ့အကြောင်းလီဒတ်စီရီယန်တွေစီကသိရပါဗါးတဖက်မှာလည်းဆက်အနာသိမ်းပြီးနောက်ပိုင်းပြက်ကြပြစ်ချခံရတဲ့စစ်လျင်နဲ့ရဟရင်အစင်း20ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာ9ရက်မှာထုတ်ပြန်ထားပါတယ်ကျွန်တော်စိုးသူအောင်ပါစစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာနယ်မြေပိုဆိုးမှုဖို့စ조사နေတာဖြစ်ပြီးနိုဝင်ဘာ၈ရက်နေ့ကစလို့မြို့ဝန်းကျင်မှာစစ်ကြောင်းထိုးနေရကြောင်းအရခတ်တော်အေအေနဲ့တိုက်ပွဲပြစ်ထန်နေတယ်လို့ဒေသခံတွေကပြောပါရတယ် စစ်ကောင်စီဘက်ကအင်အားရာချီတုံးပြီးစစ်ကြောင်းထိုးခဲ့တာပါ။ချောင်းဝမ်းနဲ့တိုင်းကြောင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာလို့ဒေသခံဦးကပြောပါတယ်။စစ်ကောင်စီဘက်ကတော့လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကိုဇက်တိုက်အသုံးပြုနေတယ်လို့လည်းဆိုပါတယ်။ဒေသခံဦးပြောပြတာကို DB ကနောက်ခံတန်ထည့်ဖတ်ထားပါတယ်။ချောင်းဝမ်းနဲ့တိုင်းကြောင်းဘက်မှာဖြစ်နေတာရှေ့ရက်နေ့ကစဖြစ်တာအခုတော့စစ်ကြောင်းကကွဲသွားပြီလို့တော့ပြောတယ်။တိုက်ပွဲကပြင်းထန်ပါတယ်။လက်နက်ကြီးလည်းသုံးတယ်၊လေကြောင်းလည်းသုံးတယ်၊နေဗီကနေလည်းပစ်ကူပေးနေတယ်။ ဘလုလုလုသူတို့ဘက်ကတော့အထိနာနေတယ်။ဒါပြင်စီကောင်စီဘက်ကပါရာမိုတာတွေကိုလည်းအသုံးပြုနေတယ်လို့စီးလေတာသုံးသက်သူလူဖြစ်တဲ့စီရန်ဘူကြီးကိုစင်ရောကပြောပါတယ်။စီကောင်စီနေနဲ့ကြောက်ဖြူမြို့နယ်မှာရှိနေတဲ့ရတခ32ဘက်ကိုလည်းအင်အားဖြစ်တင်တာတွေရှိနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်စီကောင်စီကရွေးကောက်ပွဲအတွက်ကြောက်ဖြူနဲ့အနီးတဝိုက်မှာရှိနေတဲ့နေရာတွေကိုခြေကုပ်ယူပြီးနေမြေစိုးမိုးဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲဖြစ်နေတာလို့လည်းကိုစင်ရောကသုံးသက်ပါတယ်။တိုက်ပွဲကကျွန်တော်တို့သိရသလောက်ဆိုရင်ပေါ့နော် ြို့ပြင်ဘက်ကိုနည်းနည်းပြန်ပြီးတော့ဥတီလာတယ်မြို့ပြင်ဘက်ကိုပြန်ပြီးဥတီလာတယ်ဆိုတဲ့သဘောကသူတို့ရွေးကောက်ပွဲလုပ်လို့ရအောင်ပေါ့နော်ဟိုကြောက်ဖြူမြို့ပေါ့နော်ကြောက်ဖြူမြို့နဲ့စီပင်သားယာဂျွာနီးချုပ်ဆက်တွေကိုသူတို့တွေခြေကုပ်ယူပြီးတော့ထိန်းထားတယ်ပြီးရင်ကျွန်တော်တို့အဓိကပေါ့နော်အရင်တော့ဖြစ်ခဲ့တဲ့ကျွန်တော်တို့ရတက32ပေါ့နော်အကူရတက်ဘက်က32ဘက်ကိုလည်းအင်အားဖြည့်တာတွေရှိတယ်ပြီးရင်သူတို့ drone ပြီးရင်ကျွန်တော်တို့ paramotor တွေပါ ဒီဘက်ပေါ့နော်မျိုးမလန်မကန်းမှာလုံကြုံရေးလုံတဲ့ပုံစံမျိုးအထီးတော့တွေ့လာရတယ်ဗျာဟောစစ်ကောင်စီရဲ့လက်နက်ကြီးကြောင်ရက်သားနေနေလဲထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီကတော့သူတို့ယူကော့ပွဲလုပ်မယ်လို့ကြေညာထားတဲ့တခြားမျိုးနယ်တွေမှာလည်းနေမြေဆိုးမှုနိုင်မှုတွေအနည်းမျိုးစုံနဲ့ကြိုးစားနေတာဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါ ပနားမအာနာပိုက်တွေဟာအလင်အမေရိကနဲ့မက္ကစီကိုကိုဥတည်နေတဲ့သင်္ဘောတစ်စင်းကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီးတဲ့နောက်သတင်းဘက်ကမှမွန်ရဲဆေဝစစ်သုံးတသမာ9တန်ကိုတင်စီရမိခဲ့လို့အမျိုးသားလေချောင်းရှေချောင်းဝန်ဆောင်မှုကနိုဝင်ဘာလ17ရက်နေ့အင်္ဂါနေ့မှာကြေညာခဲ့ပါတယ်။နိုင်ငံတကာတရားမဝင်ရှေချောင်းကုန်ကူးမှုတိုက်ဖြတ်ရေးအစီအစဉ်ပလန်ဖီမေဇာရဲ့တစိတပိုင်းဖြစ်တဲ့ဒီစစ်စင်ရေးကိုနိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့မှာလှုပ်ဆောင်ခဲ့ပြီးပမာဏအတိအကျမဖော်ပြထားတဲ့ မိုးရေဆေးဝါးတွေကိုဆွေတင်ပေါ်တစင်းနဲ့တည်ယူပို့ဆောင်နေချိန်မှာဖြစ်ပေါ်ခဲ့တာပါဗင်နီဇွဲလာအက်ကွေဒေါ်နီကာရာဂွာပီရူးနဲ့ကိုလံဘီယာအပောင်ဝင်နိုင်ငံအသီးသီးကလူဆေးရောက်ပါဝင်တဲ့တင်ပေါ်သားတွေဟာထွက်ပြေးဖို့စူးစမ်းခဲ့ပြီးပနားမရာရှိတွေရဲ့စီနေမှုကိုခုခံခဲ့ကြပါတယ် မိုးရစေဝဆိုင်ရာအကြီးတန်းရှင်နဲ့ဟူလီယိုဘီလီယာဟရာရဲ့အဆိုအရကိုကိန်းလိုယူဆရတဲ့ကီလိုဂရမ်11000ကျော်ကိုသိမ်းဆည်းရမိတာဟာရာဇဝတ်မှုအဖွဲ့အတွက်တိတာထင်ရှားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီးသင်းမောရဲ့ရည်ရထားတဲ့ဥတေရဟာမြောက်အမေရိကကိုညွန်ပြနေရလို့ပြောဆိုထောက်ပြခဲ့ပါတယ်ရှင်ဒီပူပီရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကီခိုင်ပါ